ဈေးနာဤကျော်အလုတ်လုတ်ပြီးကာမနလမ်းမထူအောင်တို့တွေမွဲကြပုံကတို့လုံးသမားတွေခေတ္တချေကျွန်ဖြစ်ခဲ့ရပြီဥပရေသွဲသွဲပုံမှားအထွေထွေရဲ့တို့လုံးသမားဘဝခုတ်သွေးစုတ်သမ ्या ခံကြရရှာတယ် 俺苗大哩，那场也是我。叫得人那可是呀，傲慢。咱么家的葫路乡村中人们，一南一北一来三哈。哎，要。 မြန်မာရွှေပြောင်းအလွှာအသီးသီးနဲ့မေဒီဆိုတဲ့တနေ့အလုပ်ချိန်၈နာရီရရှိရေးတိုက်ပွဲဝင်ခဲ့ကြတဲ့တမိုင်းကောင်းတမိုင်းကြောင်းတမိုင်းမော်ခွန်းနဲ့ကတော့ထိုင်းရောက်မြန်မာမလေးရှားရောက်မြန်မာကျို့ရောက်မြန်မာလာအိုရောက်မြန်မာကဘာတွန်းလုံးရေချားမြေချာရွှေပြောင်းလူသမားအကုန်လုံးနဲ့ကွာဟတယ်ကဘာတွန်းလုံးမှာ ထိုင်းမှာမဟုတ်မလေးရှားမှာလည်းအလားတူပဲတရုတ်ရောက်တဲ့မြန်မာတွေလည်းဒီတိုင်းပဲ လာအောင်ဆိုလဲပူတော်ဆိုတတင်းတွေပါလဲကြားသိရတယ်အဲ့တော့ထိုင်းအောင်မြန်မာဆိုတာကတော့ထိုင်းနိုင်ငံသားတွေမြန်မာ difficult လို့ခေါ်တဲ့ခက်ခဲကြမ်းတမ်းတဲ့လို့ဓာတိလို့ခေါ်တဲ့ညစ်ပတ်ပေးတဲ့လို့ dangerous လို့ခေါ်တဲ့အသက်အန္တရာယ်ရှိတဲ့လို့နောက်ဆုံး four ဒီတုံးထပ်ထိုးတယ်ကိုဗစ်ကာလလို့အခြေအနေမျိုးတဘာဝဘေးဒုက္ခမှာ discipline စီမင်းစည်းကမ်းတွေတင်းကျပ်တယ်အဲ့ဒီ 4D အလုပ်တွေကိုလာလုပ်ဖို့ hard work အလုပ်တွေကိုလုပ်ဖို့ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေလုပ်ဖို့လာကြတဲ့ရွှေပြောင်းလုပ်သားအလုပ်ကျန်းလုပ်သမားလို့ပဲထိုင်းနိုင်ငံသားတွေကသဘောထားတယ်အဲ့ဒီအတွက်အလုပ်ချင်းလုပ်အားကအခြားသောလူမှုဖူလုံရင်းတဲ့အလုပ်သမားရပိုင်ခွင့်တွေဆိုတာကတထောင်ညပုံမြင်နေအလားပဲဆက်ဖြစ်နေတော့မဲ့ဖြစ်တယ်။နောက်မေဒီမေဒီဆိုတာချုပ်ပြီးပြောရင်1890ခုနှစ်မှာမေဒီစပြီးတော့တတ်မှတ်တယ် 1890ဘီလာတရနေ့အခုနှစ်ပေါင်း135နှစ်တိုင်ခဲ့တော်လဲထိုင်းမှာပဲကြီးကြီးမိခင်မြန်မာနိုင်ငံမှာပဲကြီးတခြားရေချားမြေချားလာအိုတရုတ်မလေးရှားနိုင်ငံတကာပြန့်နှံ့ရောက်ရှိနေတဲ့မြန်မာနိုင်ငံတည်းကမြန်မာရွှေပြောင်းလူသားအကုန်လုံးကအဖိနှိတ်ခံနေရတယ်ခေါင်းပုံဖြတ်ခံအမျက်ထုတ်ခံကုတ်သွေးဆုတ်ခံနေရတယ်အဲ့တော့မေဒီရဲ့အဓိကနှစ်သာရက၈နှစ်လုံးပဲ၈နှစ်ပြောမယ်၈နှစ်နားမယ် အလုပ်ချိန်၈နာရီရရှိရတိုက်ပွဲဝင်ခဲ့ကြတာအဲ့တော့အခု10နာရီတည်းမကအလုပ်ချိန်တွေကိုတချို့12နာရီ13နာရီ14နာရီအလုပ်တွေလုပ်ပြီးတော့အလုပ်မျိုးစားလည်းခွဲခြားထားတာပါတာပေါ့နေစားအလုပ်နဲ့ပုတ်ပြတ်လုပ်ခွဲထားတော့ပုတ်ပြတ်လုပ်တာပုံများတဲ့အခါကျတော့အလုပ်ချိန်တွေမဟာရယာများပြီးတော့အလုပ်သမားအခွင့်အရေးနဲ့အလုပ်သမားရဲ့တတ်တာခြောင်ကြီးမှုဆိုတာက မရှိသလောက်ရှားပါနေတဲ့အနေအထားဆက်ဖြစ်နေတော့ပဲအဲ့တော့ထိုင်းရောက်မြန်မာရွှေပြောင်းလို့သားပဲဖြစ်ဖြစ်အခြားအခြားသောမြန်မာနိုင်ငံမိခင်နိုင်ငံဒီအလုသမားတွေပဲဖြစ်ဖြစ်အခြားအခြားသောရေချမ်းပြည်သားအလုသမားအကုန်လုံးကတနေ့လှုပ်ချိန်၈နာရီဆိုတဲ့မေဒီရဲ့ပြရုပ်မေဒီရဲ့သမိုင်းမော်ကွန်မေဒီရဲ့ဂုံတူးဝိသေသတွေနဲ့နတ်သစီနဲ့ဤ ဖုံးကြီးနဲ့ဘီချစ်ဒီနဲ့ကိုမင်းနဲ့ကွဲပြားခြားနာနေတော့တိတိတသာကွဲပြားခြားနာနေတော့တခြားစီဖြစ်နေတော့ထိုင်းမှာ KI data 68ခုရှိတယ်ထိုင်းနိုင်ငံရဲ့အကြီးဆုံးသောမီဒီယာ တပ်ပေါင်းစုကြီးဖြစ်တဲ့ Media Intelligence Group ရဲ့2023ခန့်မှန်းချက်ရထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလို့သာ9တန်းရှိတယ်အဲ့ဒီအတွက်ကဘာတုံးလို့မှရှိတဲ့ရေချားမြေချားတန်တရာဖြစ်ရွှေပြောင်းလို့သားတွေတမထိုင်းရောက်မြန်မာရွှေပြောင်းလို့သာအများဆုံးပဲအဲ့တော့မြန်မာတွေမဟာတွေဟာများလာတယ်မြန်မာနိုင်ငံမှာတခုခုဖြစ်လိုက်တိုင်း ထိုင်းနိုင်ငံကိုအနီးဆုံးရွှေ့ပြောင်းနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ထိုင်းမှာမြန်မာတွေတနေချာဒီအလားများလာတဲ့အနေအထားပေါ်မှာမိခင်နိုင်ငံသားတွေကလည်းတက်တာချောင်ကြီးမှုဖြစ်ဘူးဝင်လာတဲ့ရွှေ့ပြောင်းလူသားတွေကလည်းတက်တာချောင်ကြီးမှုမဖြစ်ဘူးနောက်သူတို့ကိုအုပ်ချုပ်စီမံကွန်ကရစ်ရတဲ့ထိုင်းဆိုရလည်းတက်တာချောင်ကြီးမှုမဖြစ်ဘူးနောက်သူတို့ကိုတနည်းတစ်ပုံကိုကဲရတဲ့မူဝါဒတွေရေးဆွဲအခွင့်အရေးတွေအတွက် လေးလာအကဲဖြတ်တယ်ထိုင်းလွတ်တော်မှာလဲတက်တာချောင်းကြီးမဖြစ်ဘူး။နောက်ထိုင်းလူခွေးကော်မရှင်မှာလဲတက်တာချောင်းကြီးမရှိဘူး။ဘသူဘသူမှပြောမယ်ဆိုရင်9000ယူကျင်လား6000ယူကျင်လားဘယ်တောင်းကမှတက်တာချောင်းကြီးမဖြစ်ပါဘူး။ဘာဖြစ်လို့ဆိုထိုင်းနိုင်ငံကလက်ခံနိုင်တဲ့လူကြီးအရွယ်စားတဲ့ပုံမှန်များပြားတဲ့ထိုင်းနိုင်ငံကပေးနိုင်တဲ့အလုတ်တဲ့ပုံမှန်များပြားတဲ့မြန်မာပြည်တနေ့တဲ့တနေ့တိုးများရောက်ရှိနေတာ။ တနေ့တဲ့တနေ့တိုးများရောက်ရှိနေတာဖြစ်တဲ့အတွက်ထိုင်းဆိုရထိုင်းလွတ်တော်ထိုင်းလူခွေကော်မရှင်ပါဝင်ဒေသခံထိုင်းရက်ရွာမိခင်နိုင်ငံသားတွေအားစဘသူမှအသက်ရှူမချောင်ဘူးအစိုးဆုံးအသက်ရှူမချောင်တာကတော့အလုတ်ကျန်းလို့ရတဲ့မြန်မာရွှေပြောင်းလူသားတွေဖြစ်ပါတယ်အဲ့ဒီအတွက်မြန်မာနိုင်ငံကမိခင်နိုင်ငံကဘာလို့ပေးလဲဆိုလှည့်မကြည့်ပါဘူးအရင် ဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်အရသာအစိုးရနဲ့စစ်သားစစ်အစိုးရနဲ့အရသာအစိုးရပေါင်းဆက်ကူစားတဲ့ဦးသိန်းစိန်အစိုးရအထိထိုင်းအောင်မြန်မာတွေအရေးကိုပြောမယ်ဆိုရင်တစုံတရာလှုပ်ခဲ့ကြတယ်ဒါကိုလည်းလေးစားသူများပြုရမယ်လှုပ်ခဲ့ကြတယ်အသို့တော်လည်းရွှေပြောင်းလှုပ်သားဆိုတာကသူ့နာမည်ကက migration ဆိုတဲ့အတိုင်းပဲတနေရာတနေရာကိုငွေပို့ရမယ့်နေရာလောကကပို့ရမယ့်နေရာသူ့အတွက်အသက်ရှူပေါက်ချောင်မဲ့နေရာ ဒါမှမဟုတ်လဲဘူးသူရအလုံးကနည်းနည်းလေးတော့ပြောင်းကြည့်မှရွှေ့ကြည့်မှဆိုတဲ့အပြောင်းရွှေ့ဘော်လုံးသမားတွေတဲ့အပြောင်းရွှေ့ဝါနာပါတာရွှေပြောင်းလူသားတွေဖြစ်တယ်လို့ကျွန်တော်အတိအကျပြောချင်တယ်ဘော်လုံးသမားတွေကတစ်နှစ်တစ်ခါပြောင်းနှစ်နှစ်တစ်ခါပြောင်းရွှေပြောင်းလူသားတချို့ရွှေပြောင်းလူသားတွေကတစ်လလုံးနှစ်လလုံးနဲ့လျှောက်ပြောင်းနေရနော်အဲ့တော့အပြောင်းရွှေ့အလွန်ဝါနာပါတဲ့ရွှေပြောင်းလူသားတွေကိုစီမံခံခွဲရတဲ့ မိခင်နိုင်ငံအတွက်ကောလက်ခံထားတဲ့နိုင်ငံအတွက်ကောရွှေပြောင်းလုံသားတွေကိုနိုင်ကောဘသူဘသူမှအသက်ရှူပေါ့မချောင်ပါဘူးလို့ပြောချင်ပါတယ်အကုန်လုံးမှာအပြစ်ရှိတယ်ဆိုရင်အကုန်လုံးအပြစ်ရှိတယ်လိုအပ်ချက်တွေချိုရင်းအားနည်းချက်တွေရှိရဆိုရင်တောင်ပေါင်းစုံအကုန်လုံးမှာလိုအပ်ချက်အားနည်းချက်ရှိပါတယ်လို့တည်ကြထောက်ပြချင်ပါတယ် ရင်တော့အထိုင်းမှာမြန်မာရွှေပြောင်းလို့သား၃သန်းလောက်ပဲရှိတယ်။၃သန်းလောက်ပဲရှိတော့ဟိုမနိုင်ဘူးဆိုတော့လေတစုံတရာထိဆက်ပတ်သက်ဆက်ဆက်ပြီးတော့ရွှေပြောင်းလို့သားရေးအတွက်အမျိုးသားရေးလက္ခဏာအမျိုးသားရေးအသွင်ပြင်တဲ့အစိုးရ CBOC ရဲ့ဆိုအတိုက်ခံနိုင်ငံရေးပါတီတွေပေါင်းဆက်လှုပ်ရှားကြတယ်ထိတွေ့လှုပ်ရှားခဲ့တယ်အဲ့လိုလှုပ်ရှားကြတဲ့နေရာမှာတဖြည်းဖြည်းနဲ့2021နောက်ပိုင်းမှာ ရွှေပြောင်းလူသားလည်းများလာတယ်။စစ်ရှောင်းစီရီယံပါဝင်နိုင်ငံရေးတက်ချောက်လူရှားစုတွေပါဝင်မြန်မာတွေမဟာရယာများလာ။ဥပမာပဲပြောမယ်။မဲဆောက်မြို့မှာထိုင်းတသိန်းဝန်းကျင်ပဲရှိတယ်။မြန်မာ3သိန်းလောက်ရှိတယ်။ဥပမာပဲပြောတယ်။တခြားမြန်မာမြို့မဟာချိုင်းမလေးရှားနယ်စပ်ကဟိုက်ရိုင်းနောက်ပင်လယ်ကမ်းခြေပန်းပြေဖူကက် တခြားခြားသောမြန်မာမျိုးဝနောင်းမဲ့ဆိုင်ကန်ချနာပူရီစံခရပူရီမြန်မာမျိုးပေါင်း30ကျော်ရှိတယ်မြန်မာတွေအရင်ရတဲ့ပူများတယ်နှစ်ဆသုံးဆပူများလာဒီသကံထိုင်းနိုင်ငံသားဦးကြီးကထူကြရာတိုးတက်သွားတာမရှိဘူးဒီခါမှာသူတို့ကိုလက်ခံထားတဲ့မိခင်ထိုင်းနိုင်ငံသားရေအခက်ခဲတွေ့တယ်လျှက်စင်ပြီးမိသားတွေ နောက်သူတို့ထားသူရတဲ့အနေထားတွေအစားတော့ပါဝဲလူသုံးကုန်ပစ္စည်းတွေပို့တော့ရောင်းရတာပေါ့လေစားသုံးသူတွေအထို့တော်လဲနေရာပေါင်းစုံစီပင်သာယာကြီးကွန်ပရီယာစာသွားပြီးတော့အခက်ခဲတွေ့ကြတဲ့ခါကျတော့မြို့ရွယ်စားနဲ့မမြလူကြီးများတယ်ဒီခါမှာအနေဆုံးစီပင်သာယာကြီးလုပ်ငန်းအစအရင်ရတဲ့အလုပ်ဖို့ရှုပ်တယ်နောက်ယာစွန်းမှုတွေထူပြောတယ် ။နောက်ရွာလူကြီးတွေရွက်ရလူကြီးတွေအစခါတိုင်းလို့အငြိမ်မနေရတော့နေနေကြကြ။အဲ့ခါမှာမြမာဒီရဲ့လက်ထောက်အဲသူတို့ကိုသူတို့တော့မြမာတကြီးပေါ့တကယ်တော့ထိုင်းဥတွေရတရားမွန်ပေါ့အဲအဲ့မြမာတကြီးဆိုသူအရှူရှူပေါ်လာအပြိုင်ပြိုင်ပေါ်လာတရားမြတာတာလည်းရှိတယ်မသိမသာရောတိတိတာတာရောခေါင်းပုတ်ပြအမျက်ထုတ်တာဒေသခံလည်းပုံပြားနေတာလည်းရှိတယ ဒီနေသားတွေအားလုံးပေါင်းယုံကြည့်မယ်ဆိုရင်မြို့တစ်မြို့ဒေသတစ်ခုကလက်ခံနိုင်တဲ့လူရည်ရည်အတွက်တဲ့အရွယ်စားတဲ့ပဏာမပုံများရင်အဲ့ဒီမြို့တစ်မြို့ဒေသတစ်ခုကခက်ခဲတယ်ဆိုတော့နိုင်ငံတိုင်းကံဆိုရင်တော့စိုးပွဲမရှိဘူးအစိုးရလွတ်တော်လူခွေကော်မရှင်နဲ့အခြားခြားသောထိုင်းလုံသမားတမကတွေပါရောက်ရက်ခတ်စီတယ်ခေါင်းရှုပ်စီတယ်အလုံရှုပ်စီတယ်လို့ တည်ကြထောက်ပြခြင်းပါရွှေပြောင်းလူသားတွေကြေးစားဘော်လုံးသမားတွေလူအပြောင်းရွှေ့အရန်မလုပ်ပါနဲ့ဆဲအောင်လူသမားတွေဟာတတိအာမခံမှုရှိအောင်အ ਨੇ ဆုံးလေးလာလို့ပါတယ်အထွေထွေလူသားလို့ခေါ်တဲ့စောက်လို့ရေးမွေးမြူရေးအိမ်နွေးမှုအိမ်ဖော်ပါဝင်ပေါ့ခြံတောင်ရာ စိုက်ပျိုးရေးလုပ်သားတွေအကုန်လုံးကတစ်နှစ်တစ်ထည့်အာမခံချက်လိုပါတယ်ဒါမှသာလိုအပ်တဲ့စားစံနဲ့အထောက်အထားတွေအတွက်သူအာမခံပေးပါဖြစ်ပါတယ်ကိုယ်တွေမကွကိုယ့်ရဲ့ရင်သွေးကလေးတွေရဲ့ပညာရေးနှောင်ရေးကိုပါစဉ်းစားပြီးအပြောင်းရွှေ့လိုတာတည်းမလုပ်ပါနဲ့တစ်ချက်နှစ်ထိုင်းနိုင်ငံရဲ့ပင်မစည်းကမ်းဒေသနာလို့ခေါ်တဲ့ပြည်နယ်ခရိုင်တစ်ခုရဲ့စည်းကမ်းပြီးတော့ရက်ရွာစည်းကမ်းတွေကိုလိုက်နာပါ၃ထိုင်းလူကြီးတွေရဲ့ကိုစားခန့်အပ်ထားတဲ့ မြန်မာရက်ွက်ကြီးရွာလူကြီးတွေနဲ့ရင်းနှီးအောင်နေပါထိုင်းနေကိုယ့်ကိုမြန်မာတမ်းပြီးအောင်လူရတဲ့ခါမှာဒီရွာမှာနေတဲ့လူဒီရက်ွက်မှာနေရလူပြောင်းအနည်းဆုံးထိုင်း၅ရောက်သိအောင်ကိုယ့်ကိုမြန်မာတမ်းပြီးအောင်လုပ်ထားပါနံပါတ်၄အလုတ်ပြောင်းနေရပြောင်းပုံစံပြောင်းနေတိတ်မလုပ်ပါနဲ့ပြီးတော့ထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာအလုံသမားတမကအစည်းအုံးတွေဝင်ဖို့လေလက်မတွန့်ပါနဲ့နောက်မတွန့်ပါနဲ့ ဝင်ထားပါအ ਨੇ ဆုံးနာရေးကူညီမှုအတင်းနဲ့အန်ဖန်းလိုမျိုးကြံ့မာရေးထောက်ကူတဲ့အဖွဲ့အစည်းတွေကိုဝင်ထားပါနံပါတ်5ကံဘူးချားတွေလာအိုတွေစုစုယုံတဲ့တမကပုံစံမျိုးအစီယုံပုံစံမျိုးနေကြတယ်တမကံမှာတတ်ဘောသူခေါ်ပါညီညွတ်ချင်းရအရာဖြစ်ပါဘယ်နေရာမစိုးတယောက်နဲ့တယောက်ခွန်ကြီးခွန်ငယ်များခြင်းများပါလက်ရောက်မှုနဲ့လက်ရောက်မှုရဲ့အဆုံးစုံဖြစ်တဲ့တတ်တာဖြတ်တာလုံးဝမလုပ်ပါနဲ့ 6ကို့အတွက်ကောကို့ခလေးအတွက်ကောပုံမကောင်းမွန်တဲ့ဝင်းကျင်မျိုးလိုအပ်တယ်ဆိုရင်မြန်မာစာသင်ကျောင်းနေတာမက ထိုင်းကျောင်းတွေပါလိုအပ်မယ်နေပါ ထိုင်းကျောင်းတွေဆိုတာလေရေများရေနိုင်မိများမိနိုင်ဆိုလို့မြန်မာတွေများလာတဲ့ခါမှာမြန်မာတွေလိုချင်တဲ့ပုံစံတစ်ခုကိုအနေထားတစ်ခု ဖြည်းဖြည်းချင်းတွန်းလို့ရွှေ့လို့ရနိုင်ပါတယ်ခொနည်း ဘလို့အခြေအနေအကြက်တဲမျိုးမဆိုမိမိတို့ဘဝကိုအရှုံးမပေးပါနဲ့အလျှော့မပေးပါနဲ့ကိုဟာကိုလှုပ်အားနဲ့တစ်ချိန်လုံးကမြမဆိုရင်ရွှေဖြစ်ခဲ့ကြတယ်မြမဆိုရင်ငွေဖြစ်ခဲ့ကြတယ်အခုကာလမှာဒဏ်တွေကြေးတယ်ကြေးတယ်ဒဏ်တွေဖြစ်နေလို့အားမလျှော့ပါနဲ့အရှုံးမပေးပါနဲ့ငွေကြေးတွေကိုစုဆောင်းထားပါစားစားတန်းအဖြစ်စီအတွက်ဖြစ်စီကျန်းမာရေးမကောင်းလို့ဖြစ်စီတခြားပေးရကမ်းရမိသားစုတွေကိုထောက်ပံ့လို့ဖြစ်စီငွေကြေးစုဆောင်း နောက်သတင်းချက်လက်စုဆောင်ပြီးတော့ကို့အချင်းချင်းစုဆောင်ရင်မူလက်တို့ပြီးပြောပေးပါဖုန်းလေးခေါ်ပြီးပြောပေးပါငါတော့ဒီလိုအပိုင်နိုင်တိထားတယ်ဆိုပြောပေးပါအဲ့ဒီခုနှစ်ချက်ကိုအလေးနဲ့ထားမှာကြားခြင်းပါ